ဒါပေါ်ဆိုင်ရင်နေရိပ်ပြီးသွားပြီเนาะအကုန်လုံးပြီးသွားပြီဘယ်နှုံးလောက်ပြီးသွားလဲဆိုတော့ဖျက်မြအိုးပက်လေ60နှုံးလောက်ပဲပြီးရင်เนาะ60စုံစုံ60ဒါ80တီးတဲ့အကွက်တည်းလဲပြီးတယ်50တီးတဲ့အကွက်တည်းလဲပြီးတယ်เนาะအဲ့ဆိုတော့ဟိုအောက်ဖက်ချမ်းဒီဒီနှိကွက်တွေဆိုရင်80နှုံးလောက်ပြီးရင်เนาะဒီအကွက်တွေเนาะအဲ့မဲ့ဒီ10နှောက်ကဒီ ကွက်ဒီကြတော့60လောက်ပဲတည်တယ်။အနည်း60တော့မဟုတ်ဘူး50လောက်တည်ပဲတကန်လောက်ရတဲ့ဟာလေးလည်းပါတယ်။ဘာလို့ဆိုတော့ဘဲကြိုက်တာဒီကြောက်ခုတ်တာတွေကအများကြီးရဒီအကွက်တွေဆိုရင်ဒါအခုဒါနေကတသမှ40လောက်ရှိတယ်ကွက်။ဒီအကွက်တွေဆိုရင်လည်းဒါကြောက်ကြိုက်တာတသမှ20လောက်ရှိတယ်။ကြောက်ခုတ်တာမတရားပဲဒီပါဆိုဒီဘောင်တွေကကျွန်တော်တို့ကျွန်တော်တို့ကဒီဘောင်တွေကကြွတ်ကျွန်းရအများကြီးပဲ။ဒါကြွတ်ထုံးထုံးမှရေဒီစီဝင်တာ။ ိုဝင်လဲထိုးလဲမရဘူးဒီပေါင်းဒီမှာဒါမှကျွန်တော်အခုဒါပဲလုံးလေးစိုက်ထားတယ်ပဲလုံးလေးစိုက်ထားတော့အဲ့ဒီပဲကြီးကနေမှုပြီးတော့ကြိုက်လာဘူးဝါသနာပါလို့လာစိုက်ကြတယ်အဲ့တော့ပေါဆိုင်ရင်ရိတ်ပြီးသွားပြီလားတဲ့ဘလောင်နှုံးပြီးလဲဆိုလို့เนาะ140နဲ့5ရက်ကိုကျွန်တော်အသက်ရ150တရက်2ရက်မှာ150တရက်152ရက်မှာကျွန်တော်ရိတ်လိုက်တယ်ဒီနုံမစိုးပါဘူးကောင်းတယ်နော်။ဘာကနည်းနည်းလေ လူဟာကြားပြန်လို့လို့မျိုးတော့မဟုတ်ဘူးကြားပြန်ကနည်းနည်းပြော့တယ်ဒီကောင်အယိုးခိုင်နေတိတ်မလဲဘူးစိုက်ပင်ကျဲကင်းထက်စိုက်ပင်ကိုပူကြိုက်တယ်စိုက်ပင်ဆိုရင်မလဲဘူးအပင်ခိုင်ခန့်နေပေါ့နော်စိုက်ဘူးရလဲဝါသနာပါတယ်နော်ပေတော့ရှိစိုက်တယ်ကဲမိုးကအေးပြီးသွားပြီဆိုတော့စိတ်ချမ်းသာပါပြီပေါ့နော်မနေ့ကတော့လည်းရွာချောင်းလိုက်တဲ့မိုးကနင်းနောမဟုတ်ဘူးပြားကြွားသေးရဲ့အဲ့ဒါတော့ပြားတဲ့ကြားတွေကနေပြီးတော့ ရိတ်လိုက်တယ်လေလွင့်နေလဲများတယ်အများကြီးပဲအိဆက်ကောက်လို့မရလို့အောက်မှာကြံခဲ့တာဒီလေးများတယ်ကြာကြာနာနာဟိုမလဲလို့အထောင်အပြုဆိုရင်ကျွန်တော်80အကျော်မှာမှန်းထားတာကျွန်တော်ဒီစပားကိုနော်စပားပြီးနှုတ်နဲ့စပားရဲ့ဒီရေသွေးပိုင်းကိုကြည့်လိုက်ကြ85 90တော့မမှန်းတော့80ဆွန်းဆွန်း80ရတော့ကြုံပါပဲ90ပျော့ပျော့လောက်ပဲသွားမယ်ဆိုပြီးတော့မှန်းထားခဲ့တယ်ဒါပေမဲ့မှန်းကျင်းတဲ့နှမ်းတွက်နဲ့မကိုက်ဖြစ်သွားတယ် giá đi uru anh nhất là tạm bị đó cho nông dỗ à đó nó ồ mà dị nữa chè là nó ra đi nhá và đi chè chè cái đã ô chồng làm nhồi lẽ có thể làm phi vụ gì rồi làm mua được rồi ai đó đừng qua ở đây ạ တရား40နဲ့5ရက်ကိုကျွန်တော်တရား55ရက်တရားနှစ်ရက်မှရေးထားတာစပါးကနှံစုပ်စည်းလေးနှစ်ကြိမ်လောက်ဖျန်းလိုက်တယ်ပဲနှစ်ကြိမ်လောက်ဖျန်းလိုက်ပြီမဲ့နှံစုပ်စည်းဖျန်းတဲ့အချိန်ကຢາດີဥရုကမိုးရွာနေတဲ့အချိန်လေဆိုတော့နှံစုပ်စည်းရဲ့အာနိသင်မပြောက်ဖြစ်သွားတယ်ကျွန်တော်ကမနက်ကင်းဖျန်းပြီးတယ်ဆိုရင်အော်ညနေကင်းမိုးချုပ်ခန်းကြီးလလဖျန်းတာဖျန်းပြီးတယ်ဆိုရင်အိမ်ပြန်ရောက်တယ်ဆိုရင်မိုးရွာချတော့ဒီစည်းကအာနိသင်မပြတော့ဘူးအဲ့လိုမျိုးဖြစ်တာ စပိုးသေးတိတ်ပြီးတော့ကျွန်တော်ကစပိုးတော်တော်လေးกินတယ်အခုစပိုးกินလဲဆိုတော့စပိုးစည်းကိုကျွန်တော်နိုင်အောင်ဖျန်းရတာ2ကြိမ်လောက်ကိုစွန်ပြီးယူဖျန်းရတော့စပိုးတိတ်ပြီးတော့မလိုက်ဘူးအခုမှနေလန်းနေတယ်မချမ်း